ခုကကျွန်တော်တို့ကဟိုမြာတော်ဖင်းကစောင်းစာတွေပဲတင်နေတာမဟုတ်တော့ဘူးကောနော်စာတွေတင်နေတာအပြင်ဒါဘလို့ပဲဖြစ်ဖြစ်သူတို့ရဲ့အမှုပညာတွေသူတို့ရဲ့စိတ်ခံစားချက်တွေသူတို့ရဲ့အသံတွေကိုကျွန်တော်တို့ကနားထောင်ဖို့လဲဒါကျွန်တော်တို့လူကြီးတွေမှာပေါ့အဖွဲ့အစည်းတွေပဲဖြစ်ဖြစ်သူတို့ရဲ့မိဘအုပ်ထိပ်တွေမှာဖြစ်ဖြစ်ဆရာဆရာမတွေပဲဖြစ်ဖြစ်မှာတောင်းဝင်ရှိတယ်ကောနော်တခါကျရင်တချို့ကလေးတွေကအာစာမှာပဲစာပေတစ်ခုမှာပဲ အရန်တော်နေရတယ်ဖြစ်နေတယ်ဒါမဲ့ကျွန်တော်တို့ကចောင်းစာမှာမဟုတ်ပဲသူတို့ရဲ့အမှုပညာတွေနော်သူတို့စာစီစာကောင်းကအဲ့လိုဟာမျိုးတွေမှာလည်းသူတို့ချပြလို့ရတယ်ပေါ့နော်သူတို့ရဲ့အရေးချင်းတွေဒီလိုရှိရင်တချို့ကလေးတွေဆိုလို့ရှိရင်ចောင်းစာမှာအရန်မတိုးချွန်နေပေမဲ့ဒီတစ်ဖက်တစ်ချမ်းမှာဆိုလို့ရှိရင်ပြန်ပြီးတော့စွမ်းရည်ရှိတဲ့ကလေးတွေအများကြီးရောကျွန်တော်တို့အနေနဲ့ဒါ မရရတဲ့နေတယ်နဲ့ဒါခေါ်ထုတ်တဲ့နေလန်တစ်ခုလည်းဖြစ်တယ်ပေါ့နော်အခက်ခဲရပါလိမ့်ရှင်းမလဲဆိုတော့ကျမတို့နေတာဒီထိုင်းမြန်မာနယ်စပ်ဖြစ်တယ်လीနော်နယ်စပ်ဖြစ်တယ်ဆိုတော့အာတစ်ခါတည်းကြာလို့ကျမတို့မှာဒီထိုင်းရဲ့ အာဒီထိုင်းရဲ့ community เนาะရဲရွာလူထုကနေမှာကျွန်တော်တို့ရဲ့မြန်မာပြည်သားလူထုအပေါ်မှာမြင်တဲ့အမြင်လေးတွေကလည်းတချို့ကမှဆိုရင်အဲနည်းနည်းအပြောင်းလေးအမြင်အပြောင်းလဲလေးတွေလည်းရှိတယ်เนาะဆိုတော့အခုဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ2021เนาะနိုင်ငံရေးအပြောင်းလဲဖြစ်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့မဲဆောက်မှာဆိုလို့ရှိရင်မြန်မာပြည်သားအရင်များလာတယ်ဆိုတော့ထိုင်းနေရဲ့တချို့အမြင်တွေမှာလည်းနည်းနည်းပြောင်းလဲလာတယ်လည်းအများကြီးပဲရှိတော့အပြောင်းလဲအတော့အများကြီးပဲပေါ့เนาะလူတွေထူထပ်တဲ့အများကြီးပဲကျောင်းတွေမှာဆိုလို့ရှိရင်လည်းကျောင်းသူကျောင်းသားတွေကလည်းအရင်များဒါပေမဲ့ ကျောင်းနေရာထပ်တူပြီးတော့လဲထက်ချက်ပြီးတော့လုံလို့မရဘူးဒါလည်းအခက်ခဲအများကြီးဆုံးရတာရှိတယ်။ပွဲလုံတဲ့အခါမှာဆိုအရင်နှစ်ကဆိုကျွန်တော်တို့လုံချင်တာကတော့တကယ်ပွဲကြီးနဲ့ပေါ့နော်အရင်ဟိုးငယ်ငယ်တုန်းကကျွန်တော်တို့လုတ်ခဲ့တဲ့လိုမျိုးပွဲအကြီးကြီးတွေနဲ့ကျွန်တော်လုတ်ပြီးခဲ့ရှင်တယ်ဒါပေမဲ့ပြီးခဲ့တဲ့မနေ့မှဆိုလို့ရှိရင်အဖန်အစည်းတွေအများများတဲ့နော်ဒီလိုပွဲကြီးကြီးတွေလုတ်ဖို့အတွက်ကိုလည်းတတိထားနေရတဲ့အတွက်ကြောင့်မလို့ပါနော်မိနစ်တော့ဆိုစုပြစုပေပွဲပဲကျွန်တော်တို့ဟိုအခမ်းအနားလေးပဲလုပ်ခဲ့ရတာပေါ့နော်ဒါမဲ့ဒီလာမဲ့နှစ်မှာတော့ကျွန်တော်တို့ အခမ်းအနားပွဲအကြီးမျိုးမဟုတ်ဘဲနဲ့ခုနလိုမျိုးကလေးတွေရဲ့အစွမ်းအစတွေနော်ထုတ်ဖို့ပြသနိုင်မဲ့ကြံပွဲတွေအများကြီးလုံနိုင်လို့ရှိရင်တော့ဒါကတော့ထိုင်းအနာပိုင်အနေနဲ့ဟောပြီးတော့ပညာရေးဌာနအနေနဲ့ပေါင်းပြီးလုပ်မယ်ဆိုတော့လေအရန်အရန်အရင်နှစ်တွေထက်တော့ပို့ပြီးတော့အားကောင်းလာမယ်လို့မြင်ပါတယ်